ဒီဗီဒီယိုလေးမှာတော့လေလာလေးချံကိုတက်တောင့်တက်တာနဲ့ကိုတက်ထရိုင်းကျင်တဲ့သူတွေအတွက်အတက်တာဆုံးနီလန်းလေးကိုပြောပြပေးသွားမှာပါပထမဆုံးမွန်တော့ရဲ့တတ်မှတ်ထားတဲ့ rule လေးကနေစပြီးပြောပြပေးမယ်အဲ့ဒါကတော့ဒါကြီးပါဒီမှာပြထားတဲ့ပုံတိုင်းဆိုနိုဝင်ဘာ9ရက်နေ့ကနေနိုဝင်ဘာ15ရက်နေ့ထိ promo တိုင်းမုံကိုသုံးဝင်ပေးမှာပါအဲ့ဒါကလည်းမထူးဆန်းသေးပါဘူးဒီမှာထူးဆန်းတာတွေကစပါပြီပထမအဆုံးအချက်အနေနဲ့ promo တိုင်းမုံကို single draw မှာပဲသုံးဝင်ပေးထားပြီး daily 50% off ဒါမှမဟုတ်တိုကင်နေနဲ့တွဲသုံးလို့မရပါဘူးဒုတိယအချက်အနေနဲ့ promo diamond ကို single draw မှာတစ်ခါသုံးနိုင်အများဆုံး80ပဲသုံးခွင့်ပေးထားတာပါ discount နဲ့လည်းတွဲသုံးလို့မရဘူးဆိုတော့ one draw လှည့်တိုင်း normal diamond 20ထည့်သုံးရမှာပါဒီတော့ promo diamond နဲ့လည်း10 draw လှည့်လို့မရပါဘူးဒါကြီးကနည်းနည်းတော့ရုပ်ပေါက်တာပေါ့ကဲတိတဲ့နာလေးတွေပြောပြပြီးပြီဆိုတော့တိကျင်နာလေးတွေပြောပြရမယ့်အပိုင်းကိုသွားလိုက်ကြမယ် ထမဆုံး EVA ဆလာမယ့်နေ့နိုဝင်ဘာ9ရက်နေ့မှာ one weekly pass နဲ့ diamond set တစ်လုံးဖြည့်ပါမယ်။ဘာလို့ဆို daily recharge rebate event မှာ free ticket တစ်ခုယူပြီး mega draw ban ထဲမှာ diamond 10လုံးနဲ့ diamond 49လုံးနဲ့ free ticket နှစ်ကပ်ကိုဝယ်မှာပါ။ပြီးရင်ပုံမှန်ပြထားတဲ့အတိုင်း free ticket ၃ချိန်နဲ့50% off daily one draw တစ်ချိန်လှည့်ပါမယ်။ဒါဆိုအဲ့ဒီနေ့မှာ၄ချိန်လှည့်ပြီး diamond နှလုံးပဲကြာပါမယ်။နိုဝင်ဘာ6ရက်နေ့မှာတော့ one weekly pass ဖြည့်ပြီး daily recharge event က free ticket တစ်ခုယူပါမယ်ပြီးရင်တော့50% off daily one draw နဲ့ဆိုရင်အဲ့ဒီမှာနှစ်ကြိမ်လှည့်ပြီးစုစုပေါင်း6ကြိမ်နဲ့ diamond 52လုံးကျန်ပါမယ်နိုဝင်ဘာ9ရက်နေ့ phrase 1ရောက်လာချိန်မှာတော့ login ticket တွေလုံးဝမထုတ်သေးပဲ diamond 1000ဖြည့်ပြီးအပေါ်က2ရက်အတိုင်း free ticket တစ်ခုယူပါမယ်ပြီးရင် first and draw တစ်ကြိမ်လှည့်ပြီးတာနဲ့ phrase 1အတွက် free ticket တွေအကုန်ထုတ်ပြီး 18ကြိမ်လုံးတစ်ခါတည်းလှည့်ပါမယ်။အဲ့မှာဒိုင်းမွန်ပို့စုထားတဲ့သူတွေကအကြိမ်20ပြည့်အောင်ဒိုင်းမွန်200စိုက်ပြီးလှည့်နိုင်ပါတယ်။ပြီးရင်တော့50% of daily one draw တစ်ကြိမ်လှည့်လိုက်ရင်နိုဝင်ဘာ9ရက်နေ့အတွက်အကြိမ်20လှည့်ပြီးမှဖြစ်ပြီးစုစုပေါင်း36ကြိမ်လှည့်ပြီးဖြစ်ကဒိုင်းမွန်922လုံးကျပ်နေမှာပါ။နိုဝင်ဘာ10ရက်နေ့မှာတော့ weekly bet တစ်ကြိမ်ဖြစ်ပြီး50% of daily one draw တစ်ကြိမ်လှည့်ပါမယ်။နိုဝင်ဘာ9ရက်နေ့ promo diamond တုံးလို့ရတဲ့ရက်မှာတော့ diamond 4000ဖြည့်ပါမယ်။ ပြီးရင်9ရက်ဆက်တိုက်ဒိုင်းမွန်100နဲ့အထပ်ဖြည့်ခဲ့တာဖြစ်တဲ့အတွက် daily recharge rebate event ကနေ free token တစ်ကပ်ရရှိမှာပါအဲ့ဒါပြီးတာနဲ့ promo ဒိုင်းမွန်ရရှိမှာပြထားတဲ့ route တိုင်းလုပ်ဖို့ daily task ကနေရတဲ့16ရက်စာ promo ဒိုင်းမွန်180 tiktok join လို့ရခဲ့တဲ့ promo ဒိုင်းမွန်90 pre register အတွက်ရခဲ့တဲ့ promo diamond 25လုံး၊ November 9ရက်နေ့ first and draw လှည့်ခဲ့တဲ့ကရခဲ့တဲ့ promo diamond 800နဲ့ဆိုရင်စုစုပေါင်း promo diamond 1955လောက်ရနေမှာပါတကြိမ်လှည့်ရင်ပရိုမိုဒိုင်းမွန်း80ပဲတုံးလို့ရမှာဖြစ်တဲ့အတွက်20တကြိမ်စာအတွက်ဆိုရင်1680နဲ့22ကြိမ်မြောက်စာအတွက်ပရိုမိုဒိုင်းမွန်း85လုံးပဲတုံးမှာမို့အဲ့ဒီမှာ normal ဒိုင်းမွန်းက20ကြိမ်စာအတွက်ဆိုရင်420နဲ့22ကြိမ်မြောက်စာအတွက်ဆိုရင်25လုံးစုစုပေါင်း445လုံးတုံးပြရမှာပါဒီတော့ပရိုမိုဒိုင်းမွန်းနဲ့ normal ဒိုင်းမွန်းပေါင်းလှည့်လို့ရတဲ့22ကြိမ်စာကိုလှည့်ပြီး 50% of daily one draw လေးပါလှည့်လိုက်ရင်အဲ့နှစ်အတွက်24ချိန်လှည့်ပြီးဖြစ်သွားမှာပါကိုလူတွေမိနေမှာဆိုလို့သတိပေးချင်တာတစ်ခုကအချိန်90ကျော်သွားပြီဖြစ်တဲ့အတွက်ဒီ draw reward ကနေစုစုပေါင်း105 point ကိုသွားထုတ်ကြအောင်နော်ဒါဆိုကို point ဘယ်လောက်ရနေတယ်လဲဆိုတာကိုကြည့်ပြီးအနည်းဆုံးအချိန်40တော့ထပ်လှည့်ဖို့လိုအပ်တာမို့ diamond 4000ကိုအရင်ထည့်ခဲ့တာပါ total အဖြစ်ဆိုတရားတစ်ချိန်လှည့်ပြီးဖြစ်သွားမှာဖြစ်တဲ့အတွက်အဲ့ဒီနေ့မှာ ਨੇ စောစောရခဲ့တဲ့သူကတတတတနဲ့ နံပါတ်နဲ့နဲ့ဂိုတက်ကိုရရှိနိုင်မှာပါဒီနေရာမှာကျွန်တော်ပြသွားတဲ့အသက်တာဆုံးဖောင်နီးလေးက၁ချိန်လှည့်တိုင်းမှာပြန်မြ0.130နဲ့135ကြာရနိုင်တဲ့သူတွေအတွက်ပါစကင်တွေ emote တွေပေါက်တိုင်း point ပြန်ရနိုင်တဲ့ point converter rate ကိုဒီမှာပြပေးထားပါတယ်ဒါကြောင့်ကိုပိုက်ဆိုင်ထားတဲ့စကင်ဘလောက်များများရှိတယ်လဲဆိုတာပေါ်မှာမူတည်ပြီး point နေပြန်ရနိုင်တာမို့ဒိုင်းမုတ်ကုန်ကြမှုချင်းကွာခြားနိုင်ပါတယ်ကဲဒါဆိုဒီဗီဒီယိုလေးကိုစောင့်မျှော်အားပေးနေကြတဲ့ကိုလူတူဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် ဒိုင်းမွန်နဲ့နဲ့ပဲသုံးပြီးလီလာလေးချံကိုတက်ကိုအမြန်ဆုံးရကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်